နွေရသည်ကပိုရင်းလှပါတယ်။မိငယ်တို့ဇီတော့ရွာလေးဟာဘကိုးတိုင်းတွင်မှတည်ရှိပြီးတော့စက်တောင်းမြေဝံဖြစ်လို့မြေပြန့်ဒေသလည်းဖြစ်တာကြောင့်အခုလိုနွေကာလဆိုရင်တော့အရန်ကိုပိုပြင်းလှပါတယ်။ခြေသိမ်းထားတဲ့မိုးစွားတွေဟာရိုးပြက်တွေတထောင်ထောင်နဲ့ခြောက်သွင်းနေပြီးလေကွင်းတွေကကွင်းမြင်ကြီးဖြစ်ကာအရေးမဲ့လို့တန်လျက်တွေထားနေပါတယ်။သူတို့ဒေသမှာတော့ရေအခက်ခဲရှိတာကြောင့်နွေစဘာမဆက်ကြဘူး။မြေကနာတောင်ပြင်တွေမှာတော့ကိုင်းတိနံတွေကိုစိုက်ပျိုးကြတယ်။မိငယ်ဟာဇီတော့ရွာစားတိဖြစ်ပြီးတော့ တက္ကသိုလ်ကျောင်းသူတယောက်လည်းဖြစ်တယ်။ဘကိုးတက္ကသိုလ်မှာယူပပေးတာမိသားနဲ့တက်ရောက်နေပြီးကျောင်းဖွင့်တဲ့အချိန်ဘကိုးတက္ကသိုလ်နီးမှာအဆောင်နေပြီးတော့တက္ကသိုလ်တက်တယ်။ဒါပေမဲ့အခုလိုຫນွေပိတ်ရက်ရောက်ပြီဆိုရင်တော့ရွာကိုပြန်ပြီးတော့နေပါတယ်။မိငယ်ဟာအထွေးဆုံးတမီးမလို့အဖေနဲ့အမေကရောအမေကြီးအဖွားကပါမိငယ်ကိုအရန်ချစ်တယ်။မိငယ်မှာအမားတယောက်သာရှိပြီးအမားကအစိုးရဝန်ထမ်းဖြစ်တာကြောင့်တာဝန်ကျနေရမှာရွှေ့ပြောင်းနေထိုင်ရတယ်။ဒါကြောင့်မိငယ်ကိုခလေးလိုသဘောထားပြီးတော့ တမိသားစုလုံးကဝိုင်းပြီးတော့ချက်ကြတယ်။ရွာမှာနေရွက်တွေပြန်လာတဲ့ခါမှာတော့လှုပ်ရှားလှုပ်တွေကမရှိအဖေနဲ့အမေဘက်ကဦးကြီးကတဲတောင်မြင်းနေမှာကန်ဆိုင်ကြတယ်။အမေကတော့အဲလှုပ်တွေကိုလှုပ်တယ်။မိငယ်ကတော့အလုပ်မမရရမရှိပဲတခါတည်းကမိငယ်ကအမေချက်ပြုတ်ရင်ဝင်ကူပေးရတယ်။ဒါကြောင့်ရွာမှာနေတဲ့ခါမှာမိငယ်တယောက်ပြင်းနေပါတယ်။ရွာမှာတော့စာကြီးတိုင်အသေးတစ်ခုရှိတာကြောင့်တော်သေးတာ။မိငယ်ကနေရာဒီမှာစာအုပ်တွေနဲ့တောင်အချိန်ကုန်နေတယ်။ ဲ့ဒီချိန်ဟာခရစ်နှစ်2011ခုနှစ်ဖြစ်ပြီးဇီတော့ရွာတွေကဖွံ့ဖြိုးတိုးတက်မှုအရန်ကိုနောက်ကျတယ်။ရွာမှာလျှက်စစ်မီကမရသေး။ရွာမှာဖုံးလိုင်းကမမီသေး။ဖုံးပြောချင်ရင်မြို့နယ်နီးတဲ့ရွာတွေမှာဖုံးသွားပြီးဆက်ရတယ်။ဖုံးလဲထရေတူဆက်စရာမရှိ။ကြောင်တက်ချိန်ကြောင်အပ်ချိန်ကိုမှန်ပြီးတော့မိငယ်တယောက်ပကိုးမြို့မှာတက်ကပါရတယ်။ဒီနေ့မိငယ်ပြန်လာတော့ရွာကစာကြည့်တိုက်လေးမှာစာအုပ်တွေစုံးနေပြီ။ပရာဟိတအဖွဲ့တခုကလှူဒန်းသွားခြင်းဖြစ်ပြီး အခြေအလွန်ရတာပထမလောကစာအုပ်တွေဆုံးတယ်။မဂ္ဂဇင်းတွေနဲ့ကာတွန်းတွေလည်းရှိတယ်။မင်းငယ်တို့ရွာကစာကြည့်တိုက်လေဟာအရင်တုန်းကစာအုပ်တွေတိတ်မဆုံးဘူး။စာကြည့်တိုက်မှာရှိတဲ့စာအုပ်တွေဟာဘာသာရေးစာအုပ်တွေတောင်မကျန်မင်းငယ်ဟာနှစ်ခါလောက်တော့ဖတ်ပြီးသားလည်းဖြစ်တယ်။ဟဲ့မင်းငယ်နေမြင့်နေပြီဟဲ့ထားတော့အဖွားကနှိုးတာကြောင့်မင်းငယ်ဟာကမန်းကရန်ထားလိုက်ပါတယ်။အချိန်ကမနက်၈နာရီပဲရှိသေးတယ်။ဒီချိန်ကမြို့မှာတော့နေမြင့်တဲ့အချိန်မဟုတ်ဘူး။ တချို့လူတွေဆိုရင်အဲ့ရကတော့မထကြသေးမိငယ်ကထားလိုက်ပြီးတော့အညာဆောင်ပါလေးကိုခောက်တယ်အဲ့နောက်ခြေနောင်ကိုအောက်ဘက်မှာတိတ်ပြီးတော့ခေါင်းရင်းမှာလုံထွေးပြီးထိရန်မှာကတ်ထားတယ်ညီတို့ခေတ်ကာလတာသမီတွေလေပြင်းကိုပြင်းလုံးနေအဖွားကတနက်ဖက်ဆလိတ်ကြီးတလေးကိုဖွာပြီးတော့ပြောလိုက်ပါတယ်အိမ်ရှိကတက်သားခုံတန်းလေးမှာတော့ခြေထောက်တန်ထားပြီးဒုတစ်ဘက်ကိုထောင်တာကတရောင်စစ်ကိုအဲ့ဒီဒူးပေါ်တင်ပြီးတော့ဆလိတ်ကိုဟန်ပပါဖွာနေတယ်အဖွား ချီရင်ပုံးအဖြူလေးနဲ့အညိုရောင်ဆင်းနေပါတဲ့ထမင်ကိုဝိခါပခုံးမှာနေညွက်ကတပတ်တည်းကိုတင်ထားတယ်။ဒီစပတ်ထုံးထားတဲ့အဖွားတနခါအဖွေးသားနဲ့အဖွားကိုကြည့်ပြီးတော့မိငယ်တယောက်ပြောင်းလိုက်မိပါတယ်။မိငယ်မပြင်းပါဘူးဖွားရဲ့သူများတွေဆိုလေမြို့မှာဒီအချိန်ထားကြတာမဟုတ်ဘူး။အမလီနော်နေဖင်ထိုးအောင်အိတ်တဲ့ဟာတွေကိုစောင်းနဲ့ကျိန်စဲတာခံရမယ်။အဖွားကပြောလိုက်ပြီးတော့ဆက်လက်ဖွားနေပါတယ်။အဖွားပြောတာလည်းမှန်တယ်။ညရာတိမို့လို့နေအောင်ကြီးက ပို့ပြင်းပြီးတော့အရန်ကိုလွန်ထင်တောက်ပါနေတယ်။မနက်၈နာရီခန့်ရှိသေးပေမဲ့ပတ်ဝန်းကျင်ကပုံနေပြီ။အဖွားခဏနေဦးနော်။မိငယ်မျက်နှာတက်လိုက်ဦးမယ်။အဖွားကဘာမှပြန်မပြောတော့ဘဲနဲ့မျက်စောင်းတစ်ချက်သာထိုးလိုက်ပါတယ်။မိငယ်ဟာရောင်ဝယ်အိုးနှက်သွားကရေခက်ပြီးမျက်နှာတက်တယ်၊သွားတိုက်တယ်။ပြီးတော့အိမ်မော်တက်ကိုပြန်ပြေးတက်လာပြီးတော့အဝတ်စားတွေကိုလဲတယ်။ကြပြားကြရဝတ်စားလေးကအယောင်ထက်ကိုပြေးစင်းတယ်။အမေကြီးဆုံးချရပြီ။မိငယ်မေဟာ ြောလိုက်ပြီးတော့အဖွားထိုင်တဲ့နေရာကိုကျွေတုပ်ထမင်းချမ်းတစ်ခုကိုချပီးတယ်။ပြီးတော့အဖုံးပါတဲ့စတိစလုံးနဲ့ထမင်းတွေထည့်ပြီးချထားတယ်။ကဲကလေးတော့မိမ့်မပြိုလေးတဲ့မိုးလင်းရဲ့မျက်နှာကြောင့်နဲ့ကလေးတွဲလောင်းနဲ့ကလေးမိတ်တွေတောင်မှတတန်ခါလိမ့်နိုင်တယ်။အဖွားကမိငယ်ကိုမျက်ဆောင်ထိုးပြီးပြောဆိုကထမင်းပြင်ဝစ်ပြီးတော့ဆုံးချိုင်ကိုဆဲသွားတယ်။မိငယ်လည်းဆုံးစလုံးကိုကင်ပြီးတော့လက်တစ်ဖက်ကလည်းစာကြည့်တိုက်ကငှားလာတဲ့စာအုပ်လေးသုံးလေးအုပ်ကိုကင်လာတယ်။မိငယ်ဖွားကဖွားစီဖွားစီလုံးနေပေမဲ့ မိငယ်ကိုတော့အလိုလိုက်တယ်။ဒါကတော့အဖွားအကျင့်ပဲဖြစ်ပါလိမ့်မယ်။အဖွားကဘုန်းကြီးကျောင်းကိုဆောင်းကြိုင်ပို့နေကြဖြစ်ပြီးမိငယ်ရောက်တော့မိငယ်ပါဆောင်းလိုက်ပို့ရတယ်။ပြီးရင်မိငယ်ကရွာလေးကစာကြည့်တိုက်လေးကိုဝင်မယ်။အဖွားကတော့ဘုန်းကြီးကျောင်းမှာခဏကြံခဲ့မယ်။ရွာကမိငယ်တို့ငယ်မွေးချံပေါဖြစ်တာကြောင့်တရွာလုံးသူ့ကိုမသိလို့မရှိဘူး။ဘာဆောက်တွေရှိသေးလဲပြပါဦး။မင်းငယ်ကတရေဇလန်နေရောဖတ်လာစာကြည့်တိုက်မှုကမေးလိုက်တော့မင်းငယ်ရင်ထိတ်သွားတယ်မင်းငယ်တယောက် တရေဇလံတွေကိုမဖတ်ဖြစ်ဘူး။နိုင်ငံလေးကလေးကတရေကြောက်တတ်တာကြောင့်တရေစာအုပ်တွေကိုတော့ရှောင်တယ်။ရုပ်စွာဆုံးတရေကြောင်းတွေပါတဲ့မဂ္ဂဇင်းတွေတောင်မှမဖတ်ဖြစ်ဘူး။အခုတော့ရွေးစရာမရှိ။စာအုပ်တော်တော်များများလည်းသူ့ဖတ်ဖို့ပြီဖြစ်တယ်။ဒီစာအုပ်လေးကိုဖတ်ကြည့်ပါလား။တရေဇလံဆိုပေမဲ့တိတ်တော့ကြောက်ဖို့မကောင်းဘူး။စာကြည့်တိုင်းမူပေးလိုက်တဲ့စာအုပ်လေးကိုမိငယ်ယူကြည့်တယ်။အဖုံးမှာတော့ကြောက်စရာကောင်းတဲ့တရေပုံကြီးကိုဆွဲထားတယ်။တရေကြီးကသဘင်အရှိကြီးနဲ့ဖြစ်ပြီးပါဇက်ကြီးကိုဖျက်ထားတာက အစွဲတွေလည်းပါတယ်ဒါပေမဲ့လုပ်ငန်မို့လို့လက်တဲ့တော့စမ်းကြည့်ခြင်းနဲ့ခေပညာတက်လုပ်ငန်ဖြစ်ပြီးတော့ကြီးကောင်လည်းဝင်လာတာကြောင့်တရေတွေကိုတိတ်တော့အယုံကြည်မရှိတော့ဘူး။ဟိုတရေဆိုတာတကယ်ရှိလားမရှိလားသိတာမှမဟုတ်တာ။နောက်ပြီးတော့ဒေဝိတုကလည်းစိတ်ကိုရင်ရေးထားတာပဲဖြစ်မယ်။ဖတ်ဖို့လည်းရှိအောင်ဖတ်ကြည့်ရမယ်။မင်းငယ်ရဒီလိုတွေးပြီးတော့အဲ့ဒီစာအုပ်လေးကိုယူလာခဲ့ပါတယ်။ဒီစာအုပ်လေးနဲ့တူတူကာတွန်းစာအုပ်တအုပ်နဲ့ဝိတုတို့ပေါင်းချုပ်စာအုပ်လေးလည်းယူလာတယ်။အိမ်ကိုပြန်ရောက်တော့လှုပ်ရှားကမရှိဘူး။ အိမ်ကခြေတန်းရှိအိမ်အိမ်ဘော်တက်ကသူ့မိုးဟာနေရှိနေတာကြောင့်အဘော်တက်မှမနေနိုင်အိမ်အောက်ကိုဝင်ပြီးတော့ဖျားခင်းမိစာအုပ်လေးတွေကိုထုတ်ပြီးတော့ဖတ်တယ်သူကြိုက်တဲ့ကာတွန်းစာအုပ်ကိုအရင်ဖတ်ကာတွန်းစာအုပ်ဟာတနအိလောက်နေတော့ဖတ်လို့ပြီးသွားပြီနေ့လယ်စာထမင်းစားတာပြီးတော့ဝိတုတို့ပေါင်းချုပ်ကိုဖတ်တယ်ဝိတုတို့ကဆယ်ဘုတ်တာပါတယ်ငါးဘုတ်လောက်ဖတ်နေတဲ့အိမ်ငိုက်လာတာကြောင့်မိငယ်တယောက်အိတ်တယ်ဒီတော့မှနားထဲမှာအတံပလန်နေကြတယ်ခဏနေတော့နိုးလာပြီးကြည့်လိုက်တော့ညနေစောင်းပြီး အဖေကအိမ်ပြန်ရောက်လာပြီးတော့ခြေလက်ဆေးတယ်။မင်းငယ်လေးထပြီးတော့ညစာအတွက်မိဖို့ချောင်ဝင်ပြီးတော့ကိုရယ်။ကိုညီတဲဆိုပေမဲ့တိတ်ပြီးတော့လှုပ်เสียဘာမှမရှိဘူး။လူလေးယောက်သာရှိတဲ့အိမ်ဖြစ်တာကတကြောင်အကုန်လုံးကလူကြီးတွေကြီးမလို့အိမ်မူကိစ္စတွေကိုနိုင်နေတဲ့အမေကဒေမီတာစုအတွက်ဘာမှဝန်တော့ဝန်ပုံမဖြစ်ဘူး။အမေတမီးလဲကိုမယ်လေ။ဒါဆိုလဲအေးငားလေး၃ကောင်လောက်ကြောလိုက်။ငါခုရွေးတော့၁၀ကောင်ကိုနှစ်ပိုင်းပန်းပြီးတော့စာဆန်းနေနေထားတဲ့ တန်တဲ့အုပ်တစ်လုံးကိုထမ်းမိပေါ်တင်နေပြီးတော့စီထဲတယ်စီဆူလာတော့ငားလေးတွေကိုထဲတယ်ငားလေးတွေကစီပူထဲမှာပလုံစီလေးတွေထားပြီးတော့စူပေါ်နေတယ်ငားကြော်ရင်နဲ့အဆောင်ကအเจ้าတွေကိုပြန်စင်းသားမိတယ်အဆောင်ကအပြင်မှာနေရပြီးတော့เจ้าကပေးတဲ့အဆောင်ကလုံမဆက်နာကြောင့်အပြင်မှာအခန်းချင်းချင်းလေးတွေတန်းစီဆောက်ထားတဲ့အဆောင်မှာလကပေးငှားနေရတယ်စားတဲ့အခါလေးဖြစ်တယ်လို့ဝယ်စားရပြီးတော့အတုံးလုံးသွားတဲ့လားတွေမှာစားစိကိုရှာပါစွာတောင်းရတယ်တခါတရံကြက်အုပ်နဲ့တခါတရံလက်ဖက်ထုပ်လေး ပိတောင်းလေးနဲ့ဖြစ်တယ်လို့စားရတော့ရတယ်။မင်းငယ်တွေးနေရကနေတန်ရောင်းမနဲ့ငါးကြော်ကိုထိုးတယ်။ဒီချိန်မှာငါးကြော်တွေကကတ်နေပြီ။မင်းချိန်ကလည်းပြင်းလာကြောက်ငါးကြော်တွေတူးမအောင်လည်းကြောက်တယ်။ကဲဟာကဲငါးကြော်တွေကိုအားနဲ့ထိုးလန်းနေငါးကြော်ကအသားတွေကွာထွက်ပြီးတော့အိုးမှာကတ်ကုန်ပြီ။ငါးကြော်တွေကိုဟိုးပတ်လှန်လိုက်ဒီပတ်လှန်လိုက်ဖြစ်တာကြောင့်ငါးအသားတွေအကုန်ကျပြီးတော့ငါးပုံတော်ပြက်လာပြီ။အမလီဟဲငါးကိုဘလို့များကြော်တာတော့ဟမ်းမင်းငယ်။အမေကဆူလိုက်ပြီးတော့ ငားတွေကိုဆဲယူတယ်။ဒီလိုနဲ့ပဲညနေမှာထမင်းဝိုင်းစားကြတယ်။တမီးညီငားတွေကလက်နက်ကြီးမှန်ထားတဲ့ငားတွေကြားနေရပဲတစားစီကိုဖြစ်နေတာပဲ။အဖေကရီမောပြီးတော့ငားကြော်အသားပလေတွေကိုရေးစားတယ်။အဖွာကတော့မိငယ်ကိုမြင်ဆောင်ထိုးတယ်။အဖေကလည်းလက်နက်ကြီးထိတာကိုမြင်ဘူးလို့လား။မြင်ဘူးတာပေါ့တမီးရဲ့။အဖေတို့ငငယ်တုန်းကလေတပုံတွေနဲ့စစ်ဖြစ်ကြတော့တပုံ၃ယောက်ဒိုးရပေးမှလက်နက်ကြီးမှန်တာ။တကူလုံးကိုမွားပြီးတော့ အသားအစာလေးတွေဆိုတာပြန့်ကျင်းနေတာအရိုးတွေအရွက်တွေဆိုတာတစ်ပိနေပေါ်မှာချိတ်နေတာတမီးရဲ့အမေကလည်းယွန်လိုက်တာဟဲ့ညီးပဲမေးပြီးတော့လေတားဖားနှစ်ယောက်ကိုအမေကမျက်ဆောင်ထိုးတယ်မိငယ်လေးကောင်းကောင်းပြီးတော့ထမင်းကိုဆက်စားတယ်ထမင်းစားပြီးတော့ည9နာရီတော့မထိုးသေးဘူးအဖေကတော့သူ့ရဲ့ရေဒီယိုအစုပ်ကြီးကိုကလစ်ပြီးတော့ရေဒီယိုနားထောင်နေမိငယ်လေးခန်းထဲဝင်ပြီးတော့ဖျောင်းနိုင်မိနဲ့စာအုပ်ဖတ်တယ်ဝိတုတို့စာအုပ်လေးဖတ်ပြီးသွားပြီဖြစ်ပြီးဒီချိန်ဟာရွာမှာလျှက်စစ်မီမရသေးတဲ့ချိန် ဆိုလာတယ်လည်းခင်မစားသေးဖျောင်းနိုင်ကိုသာအားကိုးရတဲ့အချိန်လည်းဖြစ်ပါတယ်။ညာရှင်းနိုင်ထို့တော့အားလုံးအိပ်ရာတွေကိုအတီးတီးဝင်ကုန်ပြီ။မိငယ်ခန္ဓာဖျောင်းနိုင်ပြီးလင်းနေတာ။ရာသီဥတုကညာဘက်ဖြစ်ပေမဲ့ပူဆက်ဆက်ဖြစ်နေတော့မိငယ်ဟာအင်းကြီးပါလေးကိုဝတ်ထားပေမဲ့ချွေးတွေကစိတ်ကျနေတယ်။နောက်ဆုံးမှကြံရများတဲ့ဆုံးပတင်းပေါက်တကားကိုထားဖို့နေ။လာပြေနာနေပြီမို့လို့လားကလည်းတင်းတင်းတားနေပြီ။ကောင်းကင်မှာကျယ်တွေကလည်းစောင်းနေတယ်။မိငယ်ခန္ဓာလှမ်းကျင်တော့ လေခွင်းပြင်ကျဲကြီးနဲ့ဟိုးဝေးမှာငားအိမ်တန်လို့ခေါ်တဲ့ရွာငလေးတစ်ခုကိုလည်းမျက်စိတဆုံမြင်ရပါတယ်။ကွင်းပြင်ကျဲကြီးမှာလာရောက်တဲ့လင်းထိုင်နေပြီးတော့နေပဲလို့ဖြစ်နေတယ်။တကားဖွင့်လိုက်တော့ကွင်းပြင်ကိုဖျက်ဆီးပြီးတိုက်ခိုက်လာတဲ့နွေလေဘူးတွေအခန်းထဲကိုပြေးဝင်လာတယ်။လေဘူးတွေဖြစ်ပေမဲ့အနှဲငယ်တော့အဘူတန်ကိုတက်တာသွားစေတယ်။မင်းငယ်ရအိရတဲ့မှာဝင်အိတ်တယ်။ဒါပေမဲ့နေလေကအိတ်ထက်တာကတကြောင်ဟိုးဒီဒီတွေးတောနေတာကတကြောင်မလို့အိတ်မပြော။စာအုပ်ဖတ်ရအောင်ကလည်းစာအုပ်ကတရေစာအုပ်ပဲကျန်တယ်။ တတိကောင်းတဲ့မိငယ်ညဘက်မှာတော့တရေစာအုပ်ဖတ်ရဘူး။ဒါကြောင့်ကာတွန်းစာအုပ်ကိုပြန်လည်ကပုံလေးကိုတေချပြန်ပြီးတော့ကြည့်တယ်။ဘလောက်တောင်ကြာသွားလဲမသိဘူး။နှိုးစက်နိုင်လေးကစိတ်နိုင်မတင်ဖြစ်နေပြီ။ဒါပေမဲ့မိငယ်အိမ်မရသေး။ဘိုက်ကလည်းစားလာတယ်။ခောက်ဆဲပြုတ်စားမှဖြစ်မယ်။မိငယ်တယောက်အတင်စားရန်ရန်ချင်းဆက်ခောက်ဆဲတို့လေးကိုစောင်းလာတယ်။ဘိုက်စားရင်ညာရင်ညက်တာထပြီးတော့စားဖို့အင်အားကိုဆင်းလာပြီးတော့ပကံတစ်ချက်နဲ့ပကံလုံးကိုယူတယ် ဇုံတစ်ချောင်းကိုလည်းယူတယ်။အဲနောက်ဓာဘူးတွေကယင်းလေးကိုပကံလုံးထဲကိုထည့်ခေါက်ဆဲကိုယင်းလေးတဲ့စင်ကပကံပြားနဲ့ဖုံးပြီးတော့အခန်းထဲကိုပြန်တက်လာတယ်။အခန်းထဲမှာခေါက်ဆဲပကံကိုခြားထားလိုက်ပြီးတော့ကာတွန်းစာအုပ်ကိုပြန်ကြည့်တယ်။ဒီချိန်မှာအိမ်မှာမွေးထားတဲ့ဗိုလ်ဖြူကခြံထဲကိုထိုးဟောင်းလာတွေ့ရတယ်။ဟာဗိုလ်ဖြူကလည်းဟောင်းလိုက်တာကြောင်များတွေ့လို့လား။ဗိုလ်ဖြူဟောင်းမှမိငယ်ခေါက်ဆဲကိုတတိယသွားတယ်။ပကံများကိုဖုံးကြည့်တော့ခေါက်ဆဲတွေကပွားနေပြီ။ခြံောင်ကြီးကပို့ပြီးတော့ရှုပ်နေတာကြောင့် ခြံအောင်ကိုပြန်ပြီးတော့တင်းနေ။အဲနောက်ခောက်ဆွဲပကံတွေကိုအရသာမှုန်ထုတ်နဲ့စီပက်လေးတွေဖောက်ထည့်တယ်။ပြီးတော့ဇုံးနဲ့မှု။စီတုပ်လေးကစီမှုဖြစ်တာကြောင့်ခောက်ဆွဲနှန်းကမှုပြန်လာတယ်။မိငယ်လေးခောက်ဆွဲကိုတစုံစားမယ်လို့ခတ်တယ်။ဒီချိန်မှာတပုတ်ပုတ်တန်ကြောင့်မိငယ်လန့်သွားတယ်။သူ့မှာအခန်းထရံကိုအပြင်ကနေတစုံတစ်ခုကလာပြီးရိုက်ခတ်တန်ကိုကြားတယ်။မိငယ်တရားစဉ်းစားမိတာကအိမ်မြောင်များလား။တခါတရံမှာအိမ်မြောင်တွေကအဲ့လိုအမီးဆော့ပြီးတော့နေရန်ကိုရိုက်တတ်ပါတယ်။ ဘာသာမှစက်မကြတာကြောင့်မိငယ်ခေါက်ဆက်တစုံကိုခတ်စားတယ်။အတန်းကိုတေချာပြန်ပြီးနားထောင်မြင်ပါတယ်။ထယံကိုလူကလက်ဖွားနဲ့ပုတ်တဲ့အတန်းမိငယ်ကြောတွေချမ်းလာတယ်။အတန်းကပို့ပြီးတော့အားပြင်းလာတယ်။တေချာတာကတော့ထယံကိုလက်နဲ့ပုတ်နေခြင်းဖြစ်ပြီးဒီတယံကအရင်ပြင်ပတ်နေရလဲဖြစ်တယ်။အရင်ပြင်ပတ်မှာတရက်ပင်တစ်ပင်နဲ့လေခွင်းအဆက်သာရှိပြီးမိငယ်ခေါင်းမိုးတွေပါထောင်တက်လာတယ်။ဘာလို့လို့ဘာကန်ရမှမသိလက်တစ်ဖက်ကဇုံးကန်ပြီးနေနေမိတယ်။ဒီချိန်မှာအမလီဆိုပြီးတော့ မိငယ်တရား online မိပါတယ်အเจ้าကတခြားမဟုတ်ဘူးပတင်းပေါက်မှာအဖြူရောင်လူလက်တစ်ဖက်ဟာပေါ်လာတယ်ခြေတန်းရှိအိမ်ဖြစ်တာကြောင့်ပတင်းပေါက်ကစေပင်ကမြင့်နေတော်ရုံဆိုလေကားနဲ့တက်မှပတင်းပေါက်ကိုမိနိုင်မှာဒါပေမဲ့ဒီလက်ကတော့ပတင်းပေါက်မှာခဏရက်တယ်အဲ့နောက်ပတင်းပေါက်ကနေအခန်းထဲကိုတဖြည်းဖြည်းဆင်းလာတယ်လက်ကမွေလိုဖြစ်နေပြီးတော့ပြပြကြီးလက်ဟာဖြူဖွေးနေပြီးတော့လက်ချောင်းတွေလက်ဖမိုးတွေကလည်းဖောင်းကနေတယ်ရေနဲ့တည်တဲ့လက်ကြီးလိုဖြစ်နေပြီးတော့ တပြေးပြေးပြတင်းပေါက်ကဆင်းလာတယ်။အဲနောက်ဖျာဘောကိုလက်ကြီးကတရွေ့ရွေ့နဲ့တက်လာပြန်တယ်။ဒီချိန်မှာမိငယ်တကူလုံးကြက်သိန်းထားပြီးတော့ခေါင်းမိုးတွေထောင်ထလာတယ်။လက်ကြီးကမိငယ်နာကိုတိုးလာတာကြောင့်မိငယ်ဟာဖင်တရုတ်တက်ပြီးနောက်ဆုံးနောက်ဆုံးနဲ့ခြံအောင်ကတ်သိမ်းထားတဲ့နေရာနာကိုတိုးသွားမိတယ်။မိငယ်ဒူးခွေပြီးတော့တဆတ်ဆတ်တုံးနေပြီ။လက်ကြီးကဖျာလဲမှာကြံခဲ့တဲ့ခောက်ဆွဲပကံကြီးကိုဆမ်းမိပြီးတော့ခောက်ဆွဲဘက်တွေကိုနှာယူစားတယ်။အဲနောက်ခောက်ဆွဲဘက်တွေကိုယူပြီးပြတင်းပေါက်စီကိုပြန်တည်သွားတယ်။မိငယ်လည်းကြောက်ပြီး ခြံအောင်ကြီးနဲ့လုံထွေးပြီးတော့ခြံအောင်နဲ့ကွယ်ပြီးတော့ဆက်ပြီးကြည့်နေမိတယ်။ဒတိုင်းပေါက်မှာတော့လုံဝင်းနဲ့မျက်နှာတကူပေါ်လာတယ်။လာရောက်နေမို့လို့အထင်းသားမြင်နေရပြီးအဲ့ဒီမျက်နှာမှာနရမပါမျက်နှာဆိုပေမဲ့လူမျက်နှာလိုမဟုတ်ပဲနဲ့ဘူပေါင်းတစ်ခုလိုပြောင်းချောချောကြီးအဲ့ဒီမျက်နှာကြီးကပါဇက်ကိုဟားလိုက်တယ်။အဲနောက်ခောက်ဆွဲဘက်တွေကိုပါဇက်ထဲကိုထုတ်ထည့်ပြီးတဲ့ခါမှနောက်တစ်ခါပကံထဲကခောက်ဆွဲဘက်တွေကိုထည့်ယူပြီးတော့ပါဇက်ထဲကိုထိုးသိမ်းပြန်တယ်။ဒီချိန်မှာမိငယ်ခန္ဓာကဟာရုတ်တရက်ပွင့်သွားတယ်။မိငယ်ဟာတော်ရုံဆို အခန်းတကချက်ချလည်းမရှိဘူးမိငယ်ဖေကဝန်းလာတယ်အဖေကပင်းနှောက်ကိုကြည့်ပြီးတော့တစ်ချက်လန့်သွားတယ်အဲ့နောက်လက်ထဲကကင်ထားတဲ့လေးခွားနဲ့အဲ့ဒီရာကိုပြစ်တယ်ဖောက်ဖောက်ဆိုတဲ့အတန်းနဲ့တူတူအဲ့ဒီရာဟာချက်ချင်းပဲထွက်ပြေးတယ်ဒါပေမဲ့လက်ကြီးကခောက်ဆဲပုခံကိုယူပြီးတော့သွားတာလာကထိုင်နေတာနေပြီးမိငယ်ဖေကပင်းနှောက်ကထွက်ကအဲ့ဒီရာကိုလိုက်ပြီးလေးခွားနဲ့ပြစ်တယ်အဲ့ဒီအဖြူရှိရကြီးကကုန်းကောက်ကောက်နဲ့ကိုင်းမြင့်နဲ့ကိုဖြတ်ပြေးတာကိုလာရောက်နေတဲ့ထိုင်းသားပဲတွေ့နေရပါတယ်ပြီးတော့ဖြူဖြူကောင်းကြီးက ပြင်းလွှိုင်းနဲ့ငားအိမ်ဓာတ်မှတ်ရောက်မှကိုကိုပင်အုပ်အုပ်တွေရောက်မှတော့ပျောက်ကွယ်သွားတယ်။မင်းငယ်ဒီတော့မှတက်တက်ထက်ထန်ငိုကြွေးပြီးတော့အဖေကိုဖတ်ထားတယ်။ဘာမှမဖြစ်ဘူးသမီး။ဒီကောင်ကြီးပြေးသွားပြီ။အဖေဟာမင်းငယ်အော်တန်တက်တက်ကြားတာကြောင့်ထားကြည့်တာ။အဖွားနဲ့အမေတို့နိုးပြီးတော့ပြေးတက်လာတယ်။မင်းငယ်ကတော့အဖေရဲ့လုံခြုံဆုံးသောရင်ဝင်ထဲမှာငိုကြွေးနေပါတယ်။ဒီလိုနဲ့ပဲမင်းငယ်တယောက်တရေအချောက်ခံရတဲ့တဲ့ရင်ဟာရွာထဲမှာပြန့်နှံ့သွားတယ်။အဖွားကဟောင်းပွားဟောင်းပွားနဲ့ ချောက်ပြောတာကြောင့်ဖြစ်ပြီးရွာကလူတွေကအခန်းထဲကိုဝင်ကြည့်တယ်။ကွင်းပြင်ကြီးကိုလည်းကြည့်တယ်။မင်းငယ်ကတော့အဖျားတွေတက်နေပြီးရွာကဆရာတော်နဲ့ဘုန်းကြီးတွေကမင်းငယ်တို့အိမ်ကိုလာပြီးတော့ပရည့်ရွတ်ပေးတယ်။ဘုံဘုံကပရည့်ရွတ်တွေလက်ဖွဲ့ဆောင်တွေကိုဝတ်ဆင်ပေးသွားတယ်။ပထမတော့ရွာကလူတွေလာလာမေးကြတာမင်းငယ်ဖြေးလိုက်ရတာမို့နောက်တော့အဖွားကမင်းငယ်ဖြေးတွေကိုဒိုင်းကအလွတ်ရသွားပြီးတော့လာသမျှကိုအဖွားကဒိုင်းကဖြေးပေးတယ်။ငားရဲလောက်ကြတော့ရွာကလူတွေလည်းမင်းမပြောင်ဖြစ်ကုန်ပြီးမင်းငယ်လည်းတက်တာနေပြီ။ကြီးကလည်း ညနေကြီးမှာဗတင်းမောင်ဖွင့်ထတာကိုဘေးမှာလဲကွင်းပြင်ကြီးနဲ့အဖွားကလည်းမိငယ်လဲပူလို့တကားထားဖွင့်မိတာဒါနဲ့နင်းအဖေနဲ့ရွာကလူတွေငားအိမ်တန်ဘက်ကကိုကိုဘင်းနေစီကိုတွားကြည့်ကြတဲ့တဲ့တွားကြည့်တော့ဘာတွေ့လဲညည့်ရဲ့ခောက်ဆဲပုခံကိုကိုကိုဘင်းအမြင့်ကြီးရဲ့ထိန်တာကခိုင်းဆောင်တစ်ခုမှအကောင်းတိုင်းတင်နေတာတွေ့တယ်တဲ့ဟင်အံ့ဩစရာနော်အပင်မြင့်ကိုတော့သူတို့တောင်မှတက်မရလို့အောက်ကနေပုခံကိုလေးခွားနဲ့ပြစ်ချခဲ့တယ်တဲ့အဲ့နောက်ပိုင်းမှာမိငတ်တယောက် ူမခမ်းမမအိမ်ရဲတော့ဘူးအဖွားနဲ့တူတူအိမ်အောက်ထပ်ခမ်းမအိတ်တယ်အဖွားကဖရာတရားသမားမို့လို့မိငယ်စိတ်ထဲမှာလုံခြုံတယ်လို့တော့ခံစားမိတယ်ကျောင်းနေပြန်ဖွင့်ပြီးတော့မိငယ်လည်းကျောင်းပြန်တက်ရပြီတညမှမိငယ်တယောက်စားဖတ်တယ်အဆောင်မှာတခန်းနဲ့တူတူနေသူကထပြီးတော့ပြတင်းမောက်ကိုဖွင့်နေနုနုဘာလို့ပြတင်းမောက်ကိုဖွင့်တာလဲမိုးရင်းဆိုပေမဲ့ပိုးပြီးလှောင်နေဟာနုနုကပြောဆိုပြီးသူ့ကထင်မှာပြန်မိအိတ်တယ်မိငယ်တယောက်ပြတင်းပေါက်ဖွင့်ထားတာကြောင့် ကြောက်ချမ်းသွားတယ်။အဲနောက်ပဒင်းပေါက်ကအပြင်ကိုလှမ်းကြည့်ပြီးအပြင်မှာမှောင်မဲနေလို့တစ်ပစ်သင်္ကိုင်းတွေကတရေတွေလိုပဲရိမ့်ထိုးနေတာတွေ့ရတယ်။မိငယ်ဟာလက်ဖြူကြီးကိုမျက်လုံးထဲမှာပြန်မြင်နေ။ဒီချိန်မှာမိငယ်တယောက်ကြောက်ချမ်းသွားပြီးတော့ချက်ချင်းပဲထသွားပြီးပဒင်းပေါက်တကားကိုဟုံးငင်းနေအောင်ဆွဲပိတ်လိုက်ပါတယ်။ဒီမှာနေမယ်။ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရာလောကဇလံပြီးဆုံးပါပြီ။နာတော်ရာဆင်းသူပြည်သက်ကြီးလဲဆယ်ချနာချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစေခမညာ။